ှူးညုံတမိုင်းမတွင်ပေမဲ့တမိုင်းဝင်နေတဲ့စကားများနှကြဲနှင့်ဝမ်းပြက်လိလိမင်းရင်နာရတိန်ခအနောထာမင်းကနေစောမွန်နဲ့နဲ့ဒီပကံမင်းများကိုကျောင်းသုံးမြမရာဇဝင်ရေးခဲ့တဲ့ဆရာကြီးဥပဒန်းကမင်းဆက်အုပ်စု၅စုခွဲထားပေးပါတယ်ဒီ၅စုအနက်ပကံမင်းဆက်စရုထစုမှာနရတုနာရတိန်ခနာရပတိစီတူဆိုပြီးမင်းသုံးဦးပါဝင်ပါတယ် ဒီစရုပ်ထအစုမင်ဝင်အစုဝင်မင်းများနဲ့ပတ်သက်တဲ့နေတဲ့အကြောင်းတွေဟာအမှတ်ထင်ထင်ဖြစ်စရာတွေပါရေနူအာနာအာရစရာအဖြစ်တနစ်တွေမဟုတ်ပါဘူးဒီမင်းသုံးဦးတွေကအလေမင်းနာရတိန်ခမင်းရဲ့နာရတိန်ခဟာနန်းစံသုံးနှစ်ပဲရှိခဲ့ပါတယ်သူဖခမဲနရတူဟာပရိပရိကီယာမင်းကလွှတ်လိုက်တဲ့ သူရဲ့ရှေ့ရောက်တော့လှုပ်ကြံလို့ကလကြမဲအမိရခဲ့သူဖြစ်ပါတယ်။မှန်တန်းကနာရတိန်ခမင်းပိုင်းမှာထိုမင်းလက်ထက်မိုးရေကောင်းဤပြည်တဲ့ဝါပြောตายဤပြည်သူပေါင်းတို့လည်းချမ်းသာစွာတတ်မွေရကုန်သည်ဖြစ်၍ညသောဆွေကိုယူကုန်ဤလို့ဖော်ပြထားတဲ့အတွက်ဖရသူဖို့ကြီးနိုးမှန်လို့မှမဖွဲမရမထင်တာတွေဖြစ်လာတော့တာပါပဲ။အခါတပါးမှာနာရတိန်ခမင်းထံကိုမိမပြိုတယောက်ဆက်တလာပါတယ် ပြောလိုမျိုးတို့မြင်းဆိုင်ဝဝွန်မြင်းဆိုင်ဝဝွန်တော်ရက်ကရရှိလာပြီးဥသစ်တော်ရွှေစင်းကဲ့သို့ရှိသည့်ဖြစ်၍ဘယင်းထံပနာဆက်တာပါတဲ့နရနာရတိန်ခမင်းကဒီမင်းလေးကိုမြင်တော့လက်မခံခေါင်းခါတဲ့ပြင်စကားတခုဆိုလိုက်ပါသေးတယ်။နေကျယ်နဲ့ဝမ်းပြလိလိတဲ့။ဒေးဘယ်ကတော့နရွက်ကကြီးနားပေါက်ကကျဲနားအောက်ကနားပေါက်ကကျဲနားအောက်ဘက်ကတွဲတွဲရွရွကြ နေလို့မတင့်တယ်ဘူးအမြင်မလှဘူးကိုတော့လက်ခံမှုမထိုက်ဘူးပေါ့ဝမ်ပြက်လေးလေးဆိုတာကတော့မိန်းကလေးရဲ့ဝမ်ပိုက်နေရခါနေရမလှမပါဖြစ်နေတာကိုလည်းအိဗယ်ရနိုင်ပါတယ်စက်သားလာတဲ့သူတို့သမီးငယ်ကလေးကိုဒီလိုချိုးဖက်နဲ့နင်းနှိမ့်လိုက်တဲ့စကားရဲ့ကဲရဲ့လက်ရောက်နေမှာသူမနှက်တက်လို့ပယ်ထားတာညီတော်အိရှိဇန်နာရပတိစီသူကိုပေးလိုက်ပါတယ်မင်းကြီးမဲတော်ဖြက်မိဖုရားကြီးကသားတော်ငယ် နာရပတိစီတူနဲ့အတူနေတာဖြစ်ပါတယ်။တာကြီးပယ်ချလိုက်တဲ့မိန်ကလေးတာတော်ငယ်လက်ထဲအရောက်မှာမဲတော်ကြီးကချွေးမကိုပြုပြင်ဖန်တီးယူပါတယ်။နားကိုတန်ယုံဖြတ်ပြီးစင်တာပါတယ်။ဝါသန်တေတစားလို့ခေါ်တဲ့ဆိုတဲ့အတွက်အစင်ကလည်းအလွန်လှလာပါတယ်။မဲတော်ကြီးဟာတာတော်ငယ်အတွက်လှုပ်ပေးရှာတာပါ။ကိုနေဟန်ထားအမူအရာဆပြီးနန်းလေးနဲ့ညီညွတ်အောင်လဲအနီးကပ်ပို့ချပေးပါတယ်ဒီအခါမှာမူလကလေးက နားကျဲတဲ့အပြက်လေးတစ်ခုသာရှိပြီးကြံအင်္ဂါရက်တွေကအကောင်းမွန်လှပနေနေတော့နားလဲအတန်ယုံဖြစ်လာရော ပြည့်မြုံမထင်မိမလာလေးဖြစ်လာပါတော့တယ်ဒီချွေမတော်လေးကိုခေါ်ပြီးမေတော်ကြီးကနန်းတော်ဝင်ပါတယ်ငကြယ်နဲ့ဝမ်းပြက်လိလိလို့မင်းကြီးရှုပ်ချပယ်ရှားလိုက်တဲ့မင်းကလေးငါးလက်ထဲမှာဘလို့ဘလောက်ထိတင့်ကြယ်လာလဲလို့ကြည့်လို့ဆိုပြီးမေတော်ကြီးဂုံယူနေတာလည်းဖြစ်ပါလိမ့်မယ်ဒီမင်းကလေးဝေလူဝတီကို နာရတိန်ခမင်းကခေမအဖြစ်မြင်လိုက်ရတဲ့အခါမှာတော့အားလုံးအတွက်ကိုကျိုးနေစရာတွေဖြစ်လာပါတော့တယ်။နာရတိန်ခမင်းဖောက်ပြန်ပျက်စီးသွားပုံဟာအံ့ဩစရာပါပဲ။သုံးမှာတောင်နှမ်းမြောက်နှမ်းအလယ်နှမ်းမိပြားသုံးမှာရှိပြီးသားပါ။ဒီမိပြားတွေဟာလည်းနည်းနည်းရရမဟုတ်ပါဘူး။တဦးဟာအလောင်းစိတ်သူရဲ့မိပါ။အမိကမင်းအောင်မြတ်တဲ့။ကျန်တဲ့ဟုကျန်နှစ်ဦးကလည်းညီမဖြစ်ပြီးမင်းသွေးတွေပါ။မိပြားသုံးမှာဟာဘယင်စင် ဘရင်စင်စည်းကြွတော်မူတိုင်းနောက်ကစင်သုံးစည်းနဲ့လိုက်ပါရသူပဲလိုက်ပါတဲ့အခါမှာလဲဝေါ်ပေါင်းခန်းစင်တန်လင်းကိုစီပဲမယ်ဘသူစင်ကမှမလွန်မယုတ်စေရရှေးစင်နောက်စင်မဟုတ်ဘူးတပည့်ညီရေမောင်နဲ့လိုက်ပါကြရပါတယ်အတုံးဆောင်တွေကလည်းတူညီ ရန်ရွေတော်တွေဝတ်ဆင်တဲ့အစင်တစားတွေကလည်းတူညီအဲဒီလိုအပေါ်လိုမရှိတပြေးညီချစ်ခင်မိဒန်းနူထားလို့မိဖုရားသုံးပါတို့တဘာဝတဘာညူဆူခြင်းမရှင်တီဖြူကြတာတဲ့အဲ့ဒီမဲဟာညီရင်မိညီရင်ရှေ့မိဖုရားကိုတွေးတော့မှပဲဖောက်ပြန်သွားလိုက်တာများစူပူမှုတကယ်မရှိပဲငဆောင်ချမ်းရိတ်မှစူပူသည်ညီတော်စစ်ထွက်စေလို့မိန်ချပါတယ်ညီမရှိတော့မှခင်မကိုတင်းယူနန်းတယ်မဲ့ကြကြမှာ ညီတော်နာရပတိစီသူကလည်းအကင်းပါသူဆိုတော့တကြောင်တစ်ခုထူကြလျင်ချက်ချင်းအကြောင်းကြားလို့မြင်းကန်ငပြည့်ကိုမှာပြီးဆက်ထွက်ခဲ့ပါတယ်။သူသက်စိတ်ကိုရောက်ချိန်မှာဘယင်နာရတိန်ခါကခေမကိုတန်ပတိန်ပိုက်နန်းတင်တော့တာပါပဲ။နောက်ပိုင်းဖြစ်ရက်တွေကိုနောက်ပိုင်းဖြစ်ရက်တွေကိုတော့ရာဇဝင်တမိုင်းဝါဒနာပါလူတိုင်းသိကြပြီးသားပါ။မြင်းကန်ငပြည့်ကသူ့ရှင်နောက်ကိုလိုက်ပြီးတရင်ပို့ လမ်းမှာငါးဘက်ချောင်းအရောက်နေဝင်သွားလို့မြင်းကိုဖြုတ်အိတ်ဆက်ဒီချိန်မှာချောင်းတစ်ဖက်ကတက်ဆွဲနေတဲ့နာရပတိစီသူရဲ့မြင်းနှံကိုရပြီးမပြည့်ရမင်းမြင်းနာရပတိစီသူပေးထားခဲ့တဲ့မြင်းတို့သူ့တော်စင်ကအပြင်းစွာဟီနာရပတိစီသူကလည်းဟိုဘက်ကနေတာငါမြင်းဟီတယ်လို့အိမ်မရ နနမိုးတောက်မှညပြည့်ချောင်းကိုဖြဲအကျိုးချောင်းလျှောက်တဲ့မယားစိမ့်နဲ့အစိတ်သက်နေတဲ့နာရပတိစီတို့လည်းငါနဲ့မနေမိုးရဲ့အရက်မှနေကြီးကအိတ်ခဲ့တယ်။ဒီလောက်ဒီလောက်အေးတော်မှနေအမှုထံဆုပ်ယုပ်တယ်ဆိုပြီးညပြည့်ကိုနေရမှတဲ့ခွန်မြက်။နောက်ကျုံယုံကျုံယုံအောင်စွာကိုခေါ်နောင်တော်ကိုလှုပ်ကြံခိုင်းပါတယ်။အောင်စွာလည်းသူရဲ့ရှစ်ကျိတ်နဲ့သူလော်ကားနဲ့လျှင်လေလျှင်စီးပြီးအပြင်းနှင်လို့နန်းတော်ရောက်သွားပါတယ်။ ဘယေနာရတိန်ခရေးအိမ်ဝင်မှာတွေ့ပါတယ်ဓာသွေးဓာသွာဖိုးဖွေးမြန်တော့မှာဘယင်လဲငားညီတော်ထံမှာကြီးဆောင်ကြက်နှင်မြဖြစ်ပါရစေငါ့ကိုမသက်ပါနဲ့လို့တောင်းပန်ပါတယ်အရှင်ညီတော်ကဒီလိုမမှားပါလို့ဆိုပြီးအောင်စွာငယ်ရဲ့ဓာဟာလက်ခနဲဖြစ်သွားပါတယ်ရေးအိမ်ရှိမှာပဲရင်ရှိမှာပဲနာရတိန်ခရဲ့သွေးတွေရေကနေဒီအကြောင်းတွေဖက်ရချိန်မှာဖခါကသာသက်အကူကိုညီသက် အဖကိုသားသက်အကိုကိုညီသက် သူ့ကိုသက်ကို့သူသက်ကိစ္စတွေကြောင့်နှလုံးမသားရရရတဲ့ခြားတွေကပဲညောင်မင်းသားဥပုံညာရဲ့သူသားရန္နာ ဆုံးမစားတဲ့ကအတန်လေးတွေတစုံတစမြည်လာပါတယ်ကိုနဲ့မထိုင်မြတ်တာဆိုင်မကြိုက်မခင်နေနဲ့တဏှာလောဘမြတ်တော်သားမောဟအပေနှစ်နှစ်တက်တည်တဲ့မြတ်တမတဲ့သူ့ကိုဖျက်ကိုပြက်စီရွေးမှောက်တတ်တည်ရဲ့ ထိုးကောင်ဆရာတော်ကြီးရဲ့တန်ဝေကဆုံးမစားတဲ့ကတန်တွေရလည်းခေါင်းလောင်းတွေထိုးလိုက်လိုပါပဲနင်းဖြင့်နင်းကိုဆုံးမဆို နင်းကိုအမှုသည် နင်းနှင့်နင်းကန်စီရင်ဖန်အမှန်ဖြစ်တော်သည် နင်းကိုနင်းနှင့်နင်းပြင်နင်းဖြစ်ခံရမည်နင်းကိုနင်းအားနင်းမတနာနင်းမရှာတော်သည်နင်းမနင်းမဆုံးမနင်းတာပါနင်းတာပါဘယ်ကခံလိမ့်မည် နာရသိန်ခပရင်ရေရင်ရှေ့ဒေဇုံနဲ့တေးရတာဟာဝေလူဝရီကြောင့်မဟုတ်မေတော်မိမိရာကြီးအလားပြင်ကောင်းလို့မဟုတ်ညီနာရပတိစီတူမမိန်ပေလို့မဟုတ်ငပြေကြောင့်မဟုတ်အောင်စွာငေဒါချက်ကြောင့်မဟုတ်ငကြဲနဲ့ဝမ်းပြလေးလေးလို့သူပြောခဲ့ပြီးသူပဲပြန်တတ်မှတ်ခဲ့တဲ့သူ့ကိုယ်တိုင်ကြောင့်တရုတ်တနာကြောင့်နင်းကိုနင်းနဲ့နင်းပြဲနင်းဖြစ်ခံရမည်တဲ့